အခုမျိုးရောက်ရှိနေတာဖြစ်ပါတယ်။ မင်္ဂလာပါမက်တင်တောင်းမဲ့စာမဲ့ဖွင့်မြန်မာပြေးရလေပြန်လဲကြိုဆိုလိုက်ပါတယ်မက်တင်ဂျီနေတစားနိုင်2 season နေတယ်မက်တင်နေရာလေးတစ်ခုကိုရှာဖွေသိရှိရပါတယ်အဲ့ဒါတော့ပွဲငတ်တွေနဲ့ဘကုသူဘကုသားတွေအတွက်ရောကျမတို့လိုမျိုးပွဲကြိုက်ခင်တွေအတွက်ကတစားနိုင်မီထုံးပွဲတော့ဘကုမျိုးရောက်ရှိနေတာဖြစ်ပါတယ် အဲဘကုံးမြောက်ဟာဆိုရင်နှစ်စင်နှစ်တိုင်းတစောင်းတိုင်းပွဲတော့သတင်းကျုပ်ပွဲတော့ပြီးရင်တချံပွဲတော့အများအားဒါနှစ်စင်ပွဲတော့လေလုံးလေးရှိတဲ့အထဲမှာပါရှင်မော်တော်ဖရာကြီးပေါ့နော်အဖရာကြီးရဲ့အဲဖရာပွဲပေါ့နော်စူတောင်းမြေစီတီတော်ကြီးရဲ့ဒီတစောင်းတိုင်းမိထုံးပွဲတော့ဆိုရင်ဒါအဲစီကားလည်းပြောရမှာပေါ့နော်လူပင်လေကြီးလို့ဖြစ်နေတာပဲကင်မရာချက်လာရှော့ကြည့်ရအောင် ဒါတင်တော့ငငယ်ရဆိုရင်ဒါအចောင်းပိတ်ရက်ပေါ့နော်တည်င်းကျိုးအចောင်းပိတ်ရက်တစောင်းတိုင်းအចောင်းပိတ်ရက်တွေမှာဒီလိုမျိုးပွဲတော်တွေကိုပဲအများနဲ့ညှော်လင့်နေရတာအဲ့တော့ကလည်းကွက်နေမှာဆိုရင်ဒီလိုဖျားပွဲတွေပျော်ပွဲရှင်ပွဲတွေစာမတင်လို့ပါတာအာအများနဲ့အိမ်မက်လို့ဖြစ်နေတာပေါ့နော်အဲဒီမှာဆိုရင်အနေနဲ့ရဲရဲကနေပြီးတော့လာပြီးတော့ရောင်းချကြတဲ့အစားအသောက်တွေအဝတ်အထည်တွေအသုံးဆောင်ပစ္စည်းတွေလူသုံးကုန်တွေအဲဒါတွေအများကြီးကိုဒါလာရောင်းချရတာတွေ့ရမှာပေါ့နော်အဲဒီမှာဆိုရင်ဒါဒေတာမုတ်တွေအများကြီးပဲမိုင်းမင်္ဂလာပါမိုက်တော့ ောက်ပြန်ပိုက်တယ်ညီမလေးတစ်ခုလောက်ပေးပါပြီးတော့ဒီမှာဒီမှာအရန်ကြိုက်နိုးစီတွေအများကြီးနဲ့အဲ့ဒါလေးတစ်ခုပေးပါနော်ဒီမှာလင်မယားတွေခဏခဏရံပြင်းမုန်းလင်မယားနဲ့ရရချေပြီးစားရတဲ့မိုင်းတို့အရန်ဖြစ်လာရောင်းတာဆိုတော့ဟိုဒါစားလေးမိုင်းတကယ်ပြောရရချေတယ်ကိုကြီးရံမဖြစ်ချင်မုန်းလင်မယားစားမိုင်းဘာတွေရောင်းတာလဲမိုင်းလေးရတယ်ဟပ်ပကန်ရတယ်ဟုတ်တော့ ဒါပါလေ။ဒါဆူချီဆက်တွေ့။ဒါဆူချီဒါငါဝင်နေလားမသိဘူး။ဒါလေးပါတပွဲပေးမ။ကဲဒီတခါတယောက်ကြီးမဟုတ်ဘူးကိုကရင်နဲ့မင်္ဂလာပါကိုကြီးအကြီးကျွေးလားကျွေးတယ်ကျွေးတယ်စားမင်းရဲ့အကားလည်းရှင်လို့ရလားဟာရအာရအဘွားနဲ့လည်းမလုပ်နဲ့ကိုကိုစုမဆိုးလို့ကျွေးကင်ရဘသူ့ကိုခေါ်ရလဲဦးလေးကကိုကြီးလားဟောမောင်လေးလားအော်ဘသူ့ခေါ်လားနာမည်ဘသူတိုင်းမြတ်သူအော်တက်တက်စီအေးနောက်တာ အမီးလာစားရနော်အလကားကျွေးရနော်စား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 ကဲတော့စားမာကောင်းလိုက်တာကဲတော့ရရတယ်ကောင်းရတယ်အဘွားလေးရဲ့ရှင်ရဲ့ကိုကန်နီလေးဆိုတာ မေဘောမတရားလေးကိုပြန်ပြီးတော့ပြန်လည်တက်ထားလို့ရအောင်မတင်ရတော့ဒီဆောင်ပိုင်းပွဲလေးကိုဒါတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အားလုံးပဲမတရားဗီဒီယိုလေးကိုကြည့်ပြီးတော့နေမူဘောကတငယ်ချင်းတွေမိဆွေတွေမိသားစုတွေကိုပြန်ပြီးတော့အမတ်ရမယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးအကျေးဇူးအများကြီးတင်ပါတယ်ဒီဆောင်ပိုင်းကာလမှာမိသားစုတွေရောချစ်ရတဲ့လူတွေရောတငယ်ချင်းရောစိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေလို့အားလုံးပဲကြကြပါ